ဒီဖန်ခွက်ရဲ့အလေးချိန်ကဘယ်လောက်ရှိမထင်လဲဗျမှန်ကြည့်ပါဦးဗျဟုတ်ကဲ့ကျွန်တော်ပြောချင်တာကဒီဖန်ခွက်ရဲ့အလေးချိန်ဆိုတာဒီဖန်ခွက်ရဲ့ total အလေးချိန်တက်ကိုဘယ်လောက်ကြာကြာစုပ်ကင်ထားသလဲဆိုတာပေါ်မှာမူတည်တော့ပါတယ်ဗျကျွန်တော်ကဒီဖန်ခွက်ကိုဒီလိုလေး10မိနစ်လောက်ပဲကင်ထားမယ်ဆိုရင်ဘာမှဖြစ်မှာမဟုတ်ဒါပေမဲ့15မိနစ်လောက်ကင်ထားရင်တော့ကျွန်တော်လက်တီညောင်းစားပြူလာမယ်တနိုင်လောက်ကင်ထားရင်လက်ကအန်တီလိုဖြစ်သွားပြီးတော့အကင်ခဲလာမယ် တဏီကုံများဂိုင်ထားမိပြီဆိုရင်ကျွန်တော်ဘာမှလုပ်လို့မရပါနဲ့လက်တစ်ခုလုံးကကြောသေးတာအန်သေးတာဖြစ်ပြီးတော့မခံမရနိုင်အောင်နာကျင်တော့မှဖြစ်ပါတယ်ဒီဖန်ခွက်လေးကသာကျွန်တော်တို့နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ stress တွေစိုးရိမ်ပူပန်မှုတွေဖြစ်နေခဲ့မယ်ဆိုရင်ရောကျွန်တော်ရဲ့ stress တွေစိတ်ပီစီမှုတွေစိုးရိမ်ပူပန်မှုတွေကိုကျွန်တော်တို့ကြာကြာစုပ်ကင်ထားနေသည်ဖြင့်ကျွန်တော်တို့ရဲ့ကျန်းမာရေးပေါ်မှာရောကျွန်တော်တို့ရဲ့ရှေ့ဆက်ရှောက်မှာဘဝမှာတက်ရောက်မှုတွေအများကြီးကြုံလာနိုင်ပါတယ် ဒါကြောင့်မိတ်ဆွေ stress လို့ခေါ်တဲ့စိတ်ပီစီမှုတွေစိုးရိမ်ပူပန်မှုတွေကိုကြာကြာစောက်ကင်မထားဘဲနဲ့အမြန်ဆုံးလွှတ်ချနိုင်အောင်ကြိုးစားပါဗျ။ဒီဗီဒီယိုလေးကမိတ်ဆွေတဲ့အဆင်ပြေမယ်ကြိုးရှိမယ်လို့ပြောနေပါတယ်။ကျေးဇူးတင်ပါတယ်ကျွန်တော်ကိုလူလေးဖြစ်ပါတယ်ဗျ။